ားလုံးမင်္ဂလာမင်္ဂလာပါခင်ဗျာတက်ထွားမြန်မာ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့စက်တင်ဘာလ26ရက်နေ့ရက်ဒါသတင်းထူးသတင်းဦးသတင်းကောင်းလေးကိုတင်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဒီသတင်းလေးကိုကြည့်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုဒါ subscribe လုပ်ထားပြီးကိုအရင်ဆုံးမြတ်တရခံလို့ပါတယ်အဲ့တော့ပထမသတင်းတစ်ပုဒ်ပါပေါ့နော်ကျွန်တော်တို့ဒါသတင်းကောင်းလေးပါပဲကျွန်တော်တို့ဒီအကျန်းဖက် အဖွဲဒါစကန်တစ်ခုကိုတင်ပန်ရရှိရတဲ့သတင်းဖြစ်ပါတယ်။အဲ့တော့ပေါ့မြို့နယ်မှာဖြစ်ပါတယ်။စတင်မှလား25ရက်နေ့ပေါ့နော်။ဒါမနေ့ကဒါမွန်လွဲပိုင်းအချိန်ဒေသခံပြည်သူများရဲ့ဒါသတင်းပေးပို့မှုကြောင့်ပေါ့မြို့ကြီးအနောက်မြောက်ဘက်ပေါ့နော်။ဒါမီတာ2000ခန့်အကွာနေရာကနည်းမြင့်ချင်းနေရတဲ့အကျန်းဖက်အဖွဲနှင့်ထိတွေ့မှုဖြစ်ပွားပြီးတော့ရန်သူကစင်းကလေးအားထွက်ပြေးသွားကရန်သူနေရာတင်ပန်ရရှိခဲ့ပါတယ်တဲ့။ဒါဖြစ်စဉ်တွင်လည်းမိမိဘက်မှထိခိုက်မှုမရှိဘူး။ဒါရန်သူထံကနေပြီးတော့ရန်သူထံမှာပေါ့နော်။ ဲ့တော့ဒီမှာပုံလေးရေးလာမယ်နော်ရန်သူထံကနေပြီးတော့ကျွန်တော်တို့အကျန်းဖက်ဒါ PDF လေးလောက်နောက်ပြီးတော့ကျွန်တော်တို့လက်နဲ့မျိုးစုံဒါ၈လက်ပေါ့နော်နောက် GA ကြည်အင်ကကျွန်တော်တို့ကြည်အင်ကြည်ဆန်လေးပေါ့နော်ကြည်အင်ကြည်ဆန်နောက်လက်ပြဘုံဒါ16လုံးနောက်ပြီးတော့ကျွန်တော်တို့ဒီ RP ကြည်ပေါ့နော်ဒုံစီ3လုံးနောက်နေမိုင်း3လုံးနောက်ပြကျင်းဘန်ဂါများနောက်တင်းများဒါတိမ့်ပဲရရှိခဲ့ပါတယ်တဲ့ အဓိကတော့ဒါဒီပြည်သူ့လုံခြုံရေးစနစ်တွေမှာပေါ့နော်ကျွန်တော်တို့ဒါပြည်သူတွေရဲ့ပူပေါင်းပါဝင်ပြီးတော့သတင်းပေးတဲ့ဒီသတင်းပေးမှုတွေကြောင့်ပေါ့နော်အာဒီလိုမျိုးတွေဒါအောင်မြင်တဲ့ဒါရရှိလာတာဖြစ်ပါရဲ့နော်အဲ့တော့ကိုယ်နေရာဒေသမှာဒါအကြမ်းဖက်မှုတွေရှိလာပြီဆိုရင်ဒါသတင်းပေးပြီးတော့ဒါတိုင်ကြားနိုင်တာပေါ့နော်သတင်းပေးပြီးတော့ဒါတိုင်ကြားပေးမယ်ဆိုလို့ရှိရင်ဒါအများဆုံးဒါဖြည့်ရှင်းပေးမှာဖြစ်ပါတယ်နော် ဲ့တော့ပုံလေးတွေကတော့ကျွန်တော်တို့ဒါဒီမှာပါဒါပေါက်ဒေတာမှာရှိတဲ့ဒါအချမ်းဖက်ဘီရဲ့ဒေတာစစ်တောင်းတို့ချင်းချင်းခံရတာပုံလေးတွေပါနော်ဘလော့ထီတောင်ဖြစ်နေကြပြီလေနော်တချို့ပုံတွေကဒါမြင်မကောင်းလို့ပါကျွန်တော်ဒါမြင်မကောင်းလို့ကျွန်တော်ဒါဒီဒီဘလူးကလှုပ်ထားပေးတာပေါ့နော်နည်းနည်းဝမ်းဝမ်းလေးလှုပ်ထားပေးတာနော်အဲ့တော့ဒါပေါင်းမျိုးနဲ့မှာဒါဖြစ်ခဲ့တဲ့ဒီ25ရက်နေ့မှာဒါဖြစ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်နော် အဲ့တော့နောက်တစ်ခုပေါက်ကတော့ကျွန်တော်တို့ဒါဟိုပြောမယ်ဆိုရင်နေတိုင်းညီပါလို့လို့ဖြစ်ပါတယ်24ရက်နေ့မှာလည်းဖြစ်တယ်ဒါပေါက်မှာတော်တော်များများတက်မလို့ရဒီအောင်မြင်မှုတွေပေါ့နော်တောက်ချောက်ရရှိနေပါတယ်ပေါက်မှာပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုပါပေါ့ဒီရင်ထိန်ပေါ့နော်ရင်ထိန်ပမာဖြစ်နေလဲဆိုကျွန်တော်တို့ရန်ကုန်ပါရမီလမ်းပေါ်မှာဖြစ်ခဲ့တာပေါ့နော်ဒါမနေ့ကထင်တယ်ညနေ6:55မှာရိုက်ထားတာအဲ့တော့ light truck light truck ပေါ့နော် light truck မောင်းလိုက်ဒီကားကမှမရက်ပြီးဘူး ရက်ပြည့်ဘူးသူတခုစီကံဖောက်တာပေါ့နော်အဲ့တော့ရင်ထိုင်ရနေပြီးတော့မှတားတယ်မရတော့ရင်ထိုင်ရဒီကားဘေးတကားကိုပေါ့နော်ဒါတွေ့ပြီးလိုက်ပြီးတော့လိုက်ဖမ်းတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီတက်စီသမားတွေကနေပြီးတော့ဝိုင်းကူပြီးတော့အဲ့ဒီအဲ့ဒီစီကံဖောက်တဲ့လူကိုရင်ထိုင်ကားသမားကိုလာဖမ်းပေးတယ်အဲ့ဒီဗီဒီယိုဖိုင်လေးဖြစ်ပါကျွန်တော်တို့လူချက်ကြည့်ကြအောင်နော်ဒီမှာဒီမှာဖြစ်ပါတယ်နော် ဒီရုပ်ရှင်တကားကြည့်နေရတယ်လို့ပါပဲเนาะဒီမှာကြီးတွေ့ပြီးတော့ లై ထွားတွေ့လားအဲရင်ထဲကတွေ့ပြီးတော့ లై ထွားကားပြီးမှာเนาะဒီပြောမှဆိုရင်ညာသူစီကမ်းမလိုက်နာလို့ဖမ်းနေချင်းထွက်ပြေးထွက်ပြေးတော့ဘေးကနေကတ်ပြီးတော့ဟိုပြောမှဆိုတွဲလောင်းပြီးတော့ဗျာလိုက်သွားတကယ်လေးလေးလေးသားပါတယ်เนาะအဲရင်ထင်းရဲ့ကိုเนาะဟောအဲ့ဒီမှာကျွန်တော်ဒီမှာဟောပေါ့တက်စီဒီမှာဒီမှာဒီဒီခွင့်ဖိုင်လန်းဆောင်ပါအာကျွန်တော်ပါမီလန်းဆောင်တော့ပေါ့အဲ့မှာကျွန်တော်တို့ဒီတက်စီသမားတွေရာနေပြီးတော့ဝိုင်းဝန်းပြီးတော့ ဒါမှလုပ်ပြရပါတော့။အရှိန်ကကောင်းပိတ်ထိုးလိုက်တယ်ဗျာ။ရှိန်ကကောင်းပိတ်ထိုးတယ်ပြီးရင်အဲ့ဒီအဲ့ကောင်ထွက်ခိုင်းတယ်။ရင်းထဲတယောက်တည်းဆိုတော့ဒီကောင်တိတ်ရှင်နေကောင်ကလန်းကဆန်လောက်တာပါတော့။အဲ့ဒါနဲ့ဒီမှာကားသမားရရောက်လာတယ်။အဲ့ဒါနဲ့ထုတ်ကြိတ်ပြီးတော့ဆွဲထုတ်တယ်။အဲ့ဒီမှာထုတ်ကြိတ်ပြီးတော့ဆွဲထုတ်တယ်။အဲ့တော့အဲ့လိုအနေထားမျိုးလောက်ရတဲ့အဖြစ်စဉ်ဖြစ်ခဲ့ပါတယ်เนาะပြောမယ်ဆိုရင်ညာဒါကိုကလည်းစီကံဖောက်တယ်ဆိုလို့ရှိရင်ဒါ နိုင်ငံကြီးသားပြည်ပြည်ပေါ့နော်ကိုယ်နိုင်ငံကြီးသားပြည်ပြည်ကျွန်တော်တို့ကြီးကန်းလိုက်လာပြီးတော့ကိုယ်အမှားကိုလည်းဝန်ခံတတ်ဖို့လိုပါတယ်နော်ဝန်ခံပြီးတော့ဒါဒီလိုမျိုးအကြမ်းဖက်မှုပုံစံမျိုးတွေမလုပ်သင့်ဘူးထွက်ပြေးတာတွေဘာတွေမလုပ်သင့်ဘူးအခုလိုက်နေရတဲ့အရန်အန်တွေများပါတယ်ဘေးကနေကပ်ပြီးတော့လိုက်သွားတာပေါ့နော်ဘေးကနေကပ်ပြီးတွဲလောင်းပြန်ရုပ်ရှင်ရိုက်တဲ့ပုံစံမျိုးကြီးဖြစ်နော်အဲမလို့ရင်ဒါကားနဲ့ကြိတ်မိရပါလေဖြစ်သွားနိုင်တယ်နော်အဲနောက်တစ်ခုကကျွန်တော်တို့ဒီဟိုပါပေါ့နောက် တတိယဘုံကတော့ကျွန်တော်ဒီ A တဘုံရဲ့ဒီအလောင်းလက်နဲ့များရရှိပါတော့မြောင်ဆန်းဒေတာမှာเนาะအဲ့တော့အဲ့ဒါကတော့ကျွန်တော်ဒါစတိမာ24ရက်နေမှာဖြစ်ခဲ့ရပါတော့စတိမာ24ရက်နေတွင်ဒီမြောင်ဆန်းဒေတာအတွင်းနေမြချင်းစစ်ကြောင်းနေတာအကျံဖက် A ရခိုင်တဘုံအဖွဲ့လိုတာထိတွေ့မှုဖြစ်ပွားခဲ့ပြီးတော့တဲ့ကျွန်တော်ရန်သူကာကင်းနေရာများတိတ်လိုက်ရရှိခဲ့ပါတယ်တဲ့ဖြစ်စဉ်တွင်မိမိစစ်သည်တဦးမစိုးရိမ်ရတန်ရရရှိခဲ့ပြီးတဲ့ရန်သူထံမှဒါအကျံဖက် AA ပေါ့နော် ဒါကျန်တဲ့ AA တလောင်းပေါ့နော် type 81တင်တဲ့နှစ်လက်နောက်တရုတ်လက်ပြပုံ29လုံးနောက်ပြီးတော့40မမပုံဒီ7လုံးနောက်အင်နာက7လုံးနောက် RVG ဒုံးဒီ2လုံးကြီးအိမ်6ခုနောက်ကြီး2000ကျော်နောက်ကြီးကပတ်အတွက်5ခု အထုပ်2လုံးဒါပြစ်ချင်းပံကများတင်စီရရှိခဲ့ပါတယ်တဲ့နော်ဒါပုံလေးတွေဖြစ်ပါတယ်ပုံလေးတွေဖြစ်ပါနော်တလောင်းဆိုအဲ့ဒါပါ အဲ့တော့ဒီကနေ့ဆက်သက်ပြီးတော့ဒါတက်မလို့ကနေပြီးတော့အဲဒီကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးပါတက်လာပါမယ်ဗျာနော်အဲဒီမြောက်ဆန်းနေစာရှိတဲ့ဒါအချမ်းဖက် A သဘုံစကန်လက်နေကြီးပြက်ကူယူစီးနေတိုက်ခိုက်တိုက်ပန်းချင်းဗီဒီယိုဖိုင်နဲ့အဲတော်တော်လေးကောင်းပါတယ်ကျွန်တော်တို့ကြည့်ကြရအောင်နော်တစ်ချက်အဲလမ်းရနေနဲ့အဝိုင်းနေနေသေးပြီပါ တော့ဒီဒီ A နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ပြောမယ်ဆိုရင်တော်တော်လေးကိုတက်မလို့ကနေပြီးတော့ပြန်ပြီးတော့ဒါတိုက်ယူနေတာတွေ့ပါတယ်။အဲအဲ့တော့အကြဆုံးနေလည်းအများကြီးရှိတယ်။အဲဒီမောင်နှောဘက်မှာဆိုရင်လည်းဒီတက်ကောင်တိုက်ရှာမလို့ဘူး။နော် A နဲ့ဒီကျွန်တော်တို့ဒီ ARS ပေါ့နော် ARS ARS ဒီဘင်္ဂလီဘင်္ဂလီတွေပေါ့နော်သူတို့ချနေကြတာ။ချနေကြဆိုတော့ပြောမယ်ဆိုရင်သူတို့စက်ချုံနဲ့သူကသူတို့ဖြစ်နေကြတာပေါ့နော်။ အဲ့တော့အဲ့လိုအနေထား ठी ကို A တွေကရင်ဆိုင်နေရတဲ့အနေထားပေါ့နော်အဲ့လိုဖြစ်တာအဲ့တော့ဒီမှာဆိုရင်အခုဒါဗီဒီယိုလေးရပါမယ်ဟုတ်တော့ဒီဗီဒီယိုလေးမှာဆိုဒါဆိုရန်သိစကန်ဒါလက်နက်ကြီးပြစ်ကူယူစီးနေတိုက်ခိုက်တိမ်ပိုက်ချင်းနေဒီမှာကြည့်ဒါရန်သိလှုပ်ရှားမှုကဒီလိုအနေထားပါဒီကောင်ဆက်သွေးမြောင်းနေမှာအာခူပြီးတော့ဒီကောင်လှုပ်နေတာပေါ့နော်ဆက်သွေးမြောင်းနေမှာခူပြီးလှုပ်နေတယ်အဲ့တော့ထရပ်ပုံချတယ်လိုင်းတိမ်မအောင်ဖြစ် ကျွန်တော်ကနောက်လက်နက်ကြီးတစ်ခုပေးတယ်အဲဒီမှာသိပါလေအဲဒီမှာအဲ့ဒီအဲ့ဒီဆက်သွေးမြောင်းအောင်တခြားကိုဒီကောင်ထွက်ပြေးလိုက်လှောလိုက်လုံနေတာပေါ့နော်လုံနေတဲ့အချိန်မျိုးအဲလက်နက်ကြီးပြစ်ကိုယူပြီးချရတယ်နော်ဒီမှာပါလေ105 105မမကြီးကြတယ်တရားငါမမကြီးကြပေါ့နော်105ကြီးကြတယ်အဲဒီမှာမိခိုးထွက်တဲ့နေရာလေးပေါ့နော်အဲအမအမကြပါလား sao biết đi con thì thoát đi còn thoát đi đâu nó anh mà thoát đi đây còn chắc chắn là lên gì ở đi chồng ở ta con này có đi gì vậy đi à mà thế này sẽ mà mà nên chắc chắn mà mà giờ đi lâu sau rồi mà như như này giờ đi lâu sau à đi con đi ai bắt bị bắt đi này đi mà thế này sẽ mà mà đi mà thế này mà mà à đau sau vậy à cái này à ai à ai cũng đã khung luôn cũng tất cả cũng vậy အဲ့ဒီဒီကောင်ထွက်ပြေးတယ်ဟိုဘက်ပေါင်းတယ်ဒီဘက်ပေါင်းတယ်လောက်နေမှာပဲအမြောက်ရပြစ်ခတ်မှုကတိကျရခြင်းကြိုင်ပဲဘလုံးကဒီကောင်ရင်ဆိုင်လို့မရအောင်လှုပ်လို့မရအောင်ကြက်ကြက်မခံနိုင်ဘူးကြီးကဘလောက်အောင်းနိုင်မှာလဲဒီမကြီးဒီဘက်ချမ်းရောဒါဗီဒီယိုလေးပေါ့နော်တော်တော်လေးကိုတော်တော်ကြီးကိုတွေ့ရတာဆက်တော့ဆောက်ပဲဒီကျိုးကျွန်တော်ကြင်ရနေကြီးချဲလုံးကျော်တော့ရှိပါတယ်ကိုင်တာနော်အဲဒီမှာအမြောင်းလေးမှာမြောင်းလေးမှာတွေ့တာ အဲဒီမှာဒီလောင်းတော့သူညလို့ဒီလောင်းဆွဲပြီးတော့ပြေးတာဒီကောင်ဆွဲထုတ်တာပြန်ပြီးတော့လောင်းဆွဲထုတ်တာကာရတယ်လားအားရစရာကြီးပါနော်ဒါပြောလို့ဆိုရင်ပေါပါလေးပဲရှိတယ်ဒီထက်အများကြီးထက်လာအောင်မယ်ဒီထက်အများကြီးဒီကောင်ကြီးကြုံရအောင်ပါနော်အော်ဒါတော့ line အဝိုင်းလေးလည်းနေလို့ဒါ video file နဲ့ဒါငုံစမ်းနေတာမှာဒါတက်ကတက်မလို့နေပြီးတော့မှာ ဒီစကန်ရရှိခဲ့တဲ့ဒီစကန်ကုန်ပြီပေါ့နော်စကန်ကုန်ရရှိခဲ့တဲ့ဒါ video file ဖြစ်ပါနော်လိုင်းရလည်းမကောင်းတော့ဟုတ်ပြီအဲ့တော့နောက်တစ်ပုဒ်ကတော့ကျွန်တော်တို့ဒီထဝယ်မြို့နယ်ပေါ့နော်ထဝယ်မြို့ဒါမြစ်တာမြို့အနီးရှိတဲ့ထဝယ်မြို့နယ်ပေါ့နော်ဒါမြစ်တာမြို့အနီးရှိတာမြစ်တာတံတားအားတဲ့ PDF အကျန်းဖက်အဖွဲရဒါမိုင်းလောင်ဖောက်ခွဲဖြစ်စီရဲ့နော် စင်မ25ရဲ့ပေါ့နော်တရင်းနိုင်တိုင်းဒေသကြီးတဝဲမြို့နယ်မြတ္တာမြို့အနီးတဝဲအထူးစီးပွားရေးဆောင်ဒါမြတ္တာချီခီဘီဘီဆိုင်ရာနေဆက်ပါကားလန်းရှိတဲ့ဒီခမောင်းတဲ့ချောင်းကူတရားဒေသအခေါ်ပေါ့နော်ဒါမြတ္တာတရားအားတဲ့ PDF အမိခံအကြံဖက်ဖွဲရတာမိုင်းထောင်ဖောက်ခွဲဖြည့်စီခဲ့ကြောင်သိရှိရပါသည်ရဲ့ဘယ်လိုဒီဆိုးနေတဲ့အကောင်နေလဲဆိုတာဒီလမ်းနေအကောင်ကပြောမှပြောကျွန်တော်တို့ဒီကျွန်တော်တို့ပြည်သူတွေပဲတွားလာနေကြတာအကောင်က ပြည့်ဝသွားတာကြဒီလိုလှုပ်လှချင်းအပြင်ဘယ်သူတွေနှောင့်နေတယ်စီးပွားရေးတွေသွားရေးလာရေးဆက်သွယ်ရေးတွေအကုန်ကြန့်ကြာသွားတယ်အကုန်လုံးအဲ့ဒီကောင်ကြီးလှုပ်တဲ့ဟာမှန်တယ်များအကုန်လုံးတက်လို့နဲ့ဒီနိုင်ငံတော်ကအကုန်ပြန်ပြီးတော့ပြင်နေရတယ်အဲ့တော့မှဒီလိုအကောင်တွေကိုဖောက်ခွင့်ဖြတ်စီလှုပ်နေတဲ့အကောင်တွေကိုဟိုပါလာပြေပြီးအားကိုးယုံကြည်ပြီးတော့လှုပ်နေတဲ့ကျွန်တော်တို့ဒီပြည်သူတချို့ညီပိန်းတချို့ရှိသေးတယ်တကယ်ကြည့်ပါတနိုင်ငံလုံးမှာဒီကောင်ကြီးဖြတ်စီခဲ့တဲ့ဟာကြီးပဲဒီကောင်ကြီးတိဆောက်ခဲ့တဲ့ဟာဘာတစ်ခုတော့မရှိဘူးဒီကောင်ကြီးဖြတ်စီရပဲရှိတာ တိဆောက်ခဲ့တာတခုမှမရှိဘူးဖြည့်ဆည်းခဲ့တဲ့ဟာကြီးပဲကိုကိုအိမ်လမ်းတော်မှာဒီကောင်ကြီးခင်ဖို့တော့မဟုတ်ဘူး PDF ဆိုတဲ့ကောင်ကြီးอ่ะအဲ့လိုကောင်ကြီးကဒီ PDF အထက်ကိုရောက်သွားပြီးတော့အဲ့လိုဒီနိုင်ငံတော်ပိုင်ပစ္စည်းတွေအများပိုင်ပစ္စည်းတွေအခုလိုလုံနေရအောင်ဒါအောင်မှလက်ခံပြီးတော့ဖြစ်နေတဲ့အဖွဲ့အဖွဲ့ကြီးဒီဘိန်းအဖွဲ့ကြီးကတက်တက်ကိုချိတယ်နော်ကိုယ့်ကိုစဉ်းစားအဲ့အချိန်တန်နေပြီနော်ဒီလိုလုပ်တယ်မလုပ်ဘူးဒါဒါကိုဆောက်ထားခဲ့တာတခုမှမရှိဘူးနိုင်ငံတော်နဲ့ဒါပြည်သူတွေကနေဆောက်ဒီပြည်သူဗန္ဓာတွေကနေဆောက်ထားတဲ့ငွေတွေ ငွေနဲ့စောက်ထားတဲ့ဒီတံတားတွေဖြစ်တယ်နော်တော်တော်ကိုပြောမယ်ဆိုရင်ညာတော်တော်ကိုအချမ်းဖက်လို့ရတဲ့လုံနေတဲ့ဒီတရိစ္ဆာန်တော့ဥနှောင်းမရှိတဲ့အကောင်လေးဒီနောက်ထပ်တရင်ဘုရားပေါ့ကျွန်တော်တို့ဒီတောင်းသားတော်လှန်ရေးတပ်ဒီ SR အဖွဲ့ရဒီ PDF မှမာလီပေါ့နော်ဒါအလုံးနဲ့ခီးအလုံးနဲ့ပေါ့နော်ခီးသွားတဲ့စီမှာဒီမီကင်းပါခပါတောင်းဝန်ခံဒါညိုလင်းဆိုတဲ့အကောင်ကအဓမ္မပြုတ်ကျင်းနေဆိုတဲ့တရင်ဖြစ်ပါတယ်အဲ့တော့ဘယ်လောက်ထိတောင်ဆို ဒီသလင်းဆိုတော့ဒါကျွန်တော်တို့ကမြေလက်အတန်းကြီးတင်ပေးထားတာပါဒီကျွန်တော်ပရိတ်တွေပေါ့မြေလက်အတန်းတဲမှာတွားကြည့်လို့ရပါတယ်နော်ဒါသူတင်ပေးထားတဲ့ဟာကြီးအဲ့တော့အဲ့ကောင်မလေးကိုယ်တိုင်ကဒီဝင်ခံပြီးတော့ပြောထားတယ်သူကပေါ့နော်သူရဲဘော်တောင်းနေတာလမ်းညုံလိုက်သွားတယ်နော်အဲ့လမ်းညုံလိုက်သွားတယ်အဲ့သူလုပ်ကိစ္စတယ်ပေါ့နော်လမ်းညုံလိုက်သွားတဲ့အချိန်မှာအာအဲ့အိမ်တိုင်မှာတဲတာပေါ့နော်သူတို့အဲ့အချင်းချင်းအိမ်မှာတဲအိမ်မှာတဲတော့အဲ့သူလည်းပါလာတဲ့ဒီရဲဘော်ကူတယောက်ကိုဒါမောင်းထုတ်လိုက်တယ် ောင်းလိုက်ပြီးတော့ညကြတော့အဲ့ဒီကောင်မလေးမတိန်ချင်ဘူး။အော်တယောက်ထဲချင်တာဝိုင်းချင်တာတော့မသိဘူး။အချိန်ကအဲ့လိုဖြစ်နေနော်။အချိန်ကတော်တော်ဆိုးရက်ချင်းဖြစ်နေပြီ။အော်တို့ချင်းချင်းပါတယ်။တို့ချင်းချင်းပါတယ်ဗောနော်။ကျွန်တော်တို့ဒါမဖုံးနိုင်မဖိနိုင်တဲ့အချိန်ကြီးတွေအများကြီးရှိနေပြီနော်။ဒါကဟိုမဖုံးနိုင်မဖိနိုင်အချိန်ကြီးပဲရှိတယ်။တကယ်ဖုံးထားဖိထားပြီးတော့လုတ်ဒီချင်းချောင်းပြီးတော့လုတ်ထားရတယ်အများကြီးရှိအောင်ပါနော်။အဲဒီလိုအချိန်မျိုးပြပြည့် အထဲမှာလေအများကြီးပဲကြုံရတာပြီးတဲ့အထဲမှာတော့ပြီးတဲ့ဒီမတင်းချင်းနဲ့ဒီရက်ရွာကလေးငယ်တွေရောတက်ငယ်မတင်းမှုရောအများကြီးပဲရှိရတာစုံနေတာပဲတနေ့တနေ့အဲ့ဒီမတင်းမှုရောတောက်ချောက်ကိုတက်လာအဲ့ပြီးရနိုင်နေရနော်အဲ့လိုအခြေအနေမျိုးတွေဒါအများကြီးကြုံရပါတယ်ဒါကလုံးဝကိုအခုအဲ့ကောင်မလေးကအရေးယူခံရမှာဘာဖြစ်မလဲဖမ်းသွားပြီးတော့တက်အောင်မလားမသိဘူးနော်အဲ့လိုအခြေအနေမျိုးတွေဖြစ်နေအဲ့တော့နောက်ထပ် တတိယတစ်ပုဒ်ကပေါ့နော်ကျွန်တော်ဒီဒီပေါက်မှာဒါ25ရက်နေမှာလည်းဖြစ်သွားတယ်24ရက်နေမှာဆိုရင်လည်းဒီကျွန်တော်ဒီကျွန်တော် YouTube channel ထဲမှာ post လေးတင်ထားတာရှိပါတယ်နော်ဒီအလောင်းလက်နဲ့ညရှိရဲဆိုပြီးတော့ဒီစက်တဘာ24ညနေပိုင်းအချိန်အဆင်ပေါက်မြို့နယ်ဒီပလောင်ပလောင်ပလောင်ရွာနေမှာပေါ့နော်နေမင်းစစ်ကြောင်းနဲ့ကျွန်တော်ဒီအကျန်းဖက်အဖွဲပေါ့နော်အကျန်းဖက်အဖွဲလို့ဒါထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီးတော့ဒါအကျံဖက်အလောင်း၃လောင်းတော့လုတ်တင်တဲ့၅လက်ပေါ့နော်လက်လုံးမိုင်းနှလုံးမကတင်းစီရရှိခဲ့ပါသေးတယ်နော်ဒါအခြေအနေလေးဖြစ်ပါနော် အဲ့တော့24ရက်နေ25ရက်နေမှာပေါက်မှကြီးတဲ့စကန်တွေရောဟိုဒီပစ္စည်းတွေရောတက်မလို့ကနေပြီးတော့ပေါက်ရဲ့ဒီဒီကောင်လေး PDF စကန်တွေပေါ့နော်ဒါတွေအကုန်လုံးဒါ24 25ရက်နေမှာအကုန်လုံးဒါရကြည့်ခဲ့ပါတယ်နော်တက်မလို့ရနေမှာဝန်ထမ်းစရာသတင်းဖြစ်ပါတယ်နော်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီကလေးပေါ့နော်ဒီအလောင်းနဲ့နဲ့များရရှိတဲ့ကလေးတဲ့အဲ့တော့အဲကလေးမှာဖြစ်သွားတာပေါ့နော်စက်တင်ဘာလ24ရက်နေမှာပေါ့နော်ကျွန်တော်တို့ဒီ စတေမလာ24ရက်နေ့ဒါမုံလပိုင်းအချိန်ရပါတော့နယ်မြေရှင်းစစ်ကြောင်းများသည်တဲ့ဒါကလေးမြို့နယ်ဒါကြံသွားရအနီးနယ်မြေရှင်းလင်းစဉ်အကြမ်းဖက်အဖွဲ့ရှင်ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့တဲ့ရန်သူမှာအလောင်းများဆွေးထွက်ပြေးသွားကြတဲ့ဒီဒီပေါ့ကျန်းသာဒေသအာတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့သည်တဲ့နော်ဖြစ်စဉ်နေမိမိထိခိုက်မှုမရှိဘူးရန်သူတိုင်းမှာဒါအကြမ်းဖက် PDF နှလောင်းပေါ့နော်နောက် RPG တလက်နောက်ဆက်လက်ဒါတလက်ဒါတွေတင်ဆက်ရရှိခဲ့ပါပေါ့နော် အဲနောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒါမြန်မာနောင်ပေါ့နော်ဒီကောင်ကြီးဘက်ကနေပြီးတော့တင်ပေးတဲ့မြန်မာနောင်ဆိုတဲ့ဒီမီယာကနေပြီးတော့တင်ပေးကြတဲ့ဟာဖြစ်ပါတယ်နော်အဲ့တော့ဘာလဲဆိုကျွန်တော်တို့ဒါ KNL လေးအပါဝင်တဲ့တော်လိုင်းအဖွဲ့ငါးဦးထက်မနေဒါစစ်ကောင်စီတန်းတို့ပတ်ပြောင်းတဲ့နော်အဲ့တော့ဒီညမှာစကားသုံးလို့ကျွန်တော်တက်မလို့လည်းထည့်ပြီးတော့သုံးပါမယ် အဲ့တော့အခုရက်ပိုင်းမှာတဲ့ဒီတောက်တော်ထံကိုတဲ့ဘက်ပြောင်းခုံလုံးလာသူဆက်ထဲမနေရှိခဲ့ပြီတဲ့ဒါကရင်အဲ့ဒီတပ်ဖွဲ့ဝင်၄ဦးနဲ့ပကဝတ်၁ဦးပါဝင်နေသည်တဲ့ဒါဒီရက်ပိုင်းမှာလည်းဖြစ်သွားနော်အဲ့တော့ဘက်ပြောင်းသွားသူ၄ဦးအနေနဲ့ဒါဒီတပ်မတော်သားဟောင်းမှာတော့တပ်ဦးကြံ၃ဦးမှာတဲ့ဒီကော်သူလေးတပ်မတော် KTA လေးမှာကရင်အဲ့ဒီထံပြောင်းလာသူများဖြစ်ပြီးတဲ့ကရင်မျိုးသား CYON KNU တပ်မဟာ၄မြိတ်ထွယ်ခရိုင်အတွင်းမှာပြောပါတယ်တဲ့နော် စကိုင်းရေဦးတွင်မူတဲ့ဒါပြစ်ဒဏ်ရခံရတယ်တဲ့ဒီပကဝတအုပ်နဲ့အတူအကြောင်းမျိုးကြောင့်ဖမ်းဆီးထားတဲ့ဒါအရတငါးဦးတို့ဒီရဲ့ဒီမူးမြစ်ကိုဖျက်၍တက်မလို့ထံဒါခုလုံသွားခဲ့သည်ရဲ့နော်အမှားရင်ကျွန်တော်တို့တော်တော်များနေပြီနော်နောက်ပြီးတော့ချမ်းမြောက်အခြေပြုတာဒီတက်တော်နဲ့ကိုစစ်စီကြောင်းလက်ဒီတက်မလို့ဒါလည်း အဲတောက်တော်ကြီးရဲ့မျိုးပေါင်း၁၀နှစ်ရှိလက်လော့ဆုံုံခဲ့ရပြီနော်တဲ့အဲယခုနှစ်လပိုင်းနေတဲ့နိုင်ငံအနှံ့ဒါစီးလုံချောင်းကပြန်လုတ်လာတယ်လို့တဲ့တော်လိုင်းတက်ဖွဲ့ဝင်များကိုတဲ့ဗက်ပြောင်းခုလိုရင်ဖိတ်ခေါ်သည့်ဒါစိတ်ကစစ်စစ်ရင်လုံဆောင်များလုတ်လာသည်ရဲ့ အတက်မှာလည်းမကွေးတက်နေကြီးကံယုံတန်းတိုင်းစစ်ဌာနချုပ်တဲ့အလင်းဝင်လာသူများချီချောင်းဓာတ်ပုံတွေကထုတ်ပြန်ထားသည်တဲ့ဒါကျွန်တော်တို့ဟိုနေတိုင်းလို့ဒီຢာတွေထည့်ပြောနေရဆိုတော့အလကားပြောတာမဟုတ်ပါဘူးဒါ PDF ညီငယ်လေးပေါ့နော် PDF ညီငယ်လေးတောက်ချောင်းအလင်းဝင်လာလို့ရအောင်ပေါ့နော်ကျွန်တော်ဒါပြောနေချင်းဖြစ်ပါတယ်အဲနေ့စဉ်နေ့တိုင်းမှာအများရန်ဟောပေါ့နော်လင်းဝင်နေတဲ့တွေနေရာစုံမှာတော်တော်များများရှိနေပါပြီနော်နေ့စဉ်နေ့တိုင်းပေါ့နော်နေရာစုံမှာရှိနေတယ်အဲပြောမယ်ဆိုတရက်တရက်ကို20 30ထက်မနည်းရှိနေတယ် ဒါဘာကြောင့်လဲဆိုတော့တို့အမြင်မှန်ရနေတာပြီတို့တို့ဒီတော်လန်ကြီးကဘာမှအကျိုးမထူဘူးထူလာလည်းမရှိဘူးတို့ဒီမြေစာပင်တို့ဒီတစားခံတို့ဒီကြားညက်ဆိုတာတို့နားနဲ့သဘောပေါက်လာကြလို့အခုလိုမျိုးဒါပဲပြောင်းပြီးတော့အလင်းဝင်လာကြတာဖြစ်ပါတယ်အဲ့တော့အလင်းဝင်တယ်ကိုဘာရလဲကျွန်တော်ကိုမိဘရက်ထံမှာပြန်ပြီးနေလို့ရတယ်တနေ့ဒီခရီးအနေနဲ့အလင်းဝင်လာမယ်ဆိုရင်ဒါဆုဆုချပြီးတော့ပေါ့နော်အထိုက်တင်းဆုချင်းဝင်ပေးအပ်ပြီးတော့မှလောလောလန်နေခွင့်ပြုထားတယ်ကိုမိရက် ကိုမိမရက်ထမ်းပါဘူးเนาะအဲ့လိုအနေထားမျိုးတွေဒါရှိနေပါတယ်เนาะအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါမြန်မာနောင်ကပဲတင်တာပါဘောနော်ဒါဒီတက်မရိုက်တာ KNU KNU ထုတ်စစ်ပေါ့နော်ပြီးနေအလဲပိုင်းတာဘော်ခဲအထိရောက်လာပြီတဲ့နော်အဲ့တော့ KNU အလဲပိုင်းဘော်ခဲဒီရဲ့ဒီတက်မရိုက်ထုတ်စစ်ရောက်လာတဲ့ဖြစ်နေလမ်းမရှုပ်ပြည်သူများအသုံးမပြုကြရင်ဒေသအခြေစိုက် KNU တော်လှန်ရေးအဖွဲ့များကသတိပေးထားပြီတဲ့ဒီမဆုတောင်းမဲ့ဒါဖရုစုမှတည်တဲ့ရွေးကောက်ပွဲကျင်းပမည်ဘော်ခဲအထိ စစ်ကြောင်းထိုးရန်နဲ့တပ်မတော်ကကြိုးပမ်းနေသည်တဲ့လက်ရှိတွင်ကင်းကြီးဒေသအတွင်းဒါတပ်မတော်ကဒီမုန်းဆုံမျိုးဘိုးပြုတ်အားတဲ့တောင်ဘက်နဲ့အနောက်ဘက်ကိုဒါရခင်လက်ကကလေးရပါတော့ဒါစစ်ကြောင်းထိုးခဲ့ပြီးရောတဲ့ယခုလာလေတွင်အာဒီမော့ဆုမြောက်ဘက်ကိုပါစစ်ကြောင်းတောင်ထတ်ထိုးနေပါလေတဲ့အဲ့တော့ကရင်ဒီတော်လိုင်းတက်များတင်ထားတဲ့ဒီချမ်းမြေနဲ့တောင်ပိုင်းနဲ့ဒါကရာအာကရင်ဒီပြည်နယ်ရှိမြို့ရွာများကိုတဲ့တံပြန်ထိုးစစ်ဆင်ရတွင်နဲ့ရန်နိုင်မင်းစစ်ဆင်ရဲ့အမည်ဖြင့် ဒါချမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မိုးပြက်နှင့်ဒါဒီမော်စုံမျိုးတို့ကိုဒါတင်ထားတာပေါ့နော်အထုံးတိုင်းခင်းနဲ့ပြည်နယ်မြို့တော်လမ်းကိုလည်းတင်ထားပြီးဖြစ်ပါသေးတယ်။ဒါအတက်မလို့ရဲ့အခြေအနေတက်မလို့လက်ရှိကရင်ပြည်နယ်ထဲမှာအာဘယ်မြို့တွေဘယ်ဒေသတွေကိုထိုးစစ်ဆင်နေဆိုတော့အခြေအနေသူတို့တွေဘလို့တွေအရေးချုံနေနေအရေးတွေချုံနေနေပြီးဘလို့တွေဖြစ်နေဆိုတော့အခြေအနေတို့ဒါမြန်မာနိုင်ငံကနေပြီးတော့ရေးသားတော့ပြန်ပြီးတော့မြန်မာနိုင်ငံဆိုတာသူတို့ပြည်မီဒီယာပေါ့နော်သူတို့မီဒီယာရေးသားတော့ပြန်ပြီးတော့ပြောပြတာဖြစ်ပါနော် ဒါတော်တော်ကိုတက်မလို့တူးစစ်တွေဘလောက်ထိပြင်းထန်ရဘလောက်ထိထိရောက်နေပြီလဲဘယ်ကောင်တွေဘလောက်ထိထွက်ပြေးနေရပြီလဲဆိုတဲ့အခြေအနေကိုဒါပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီသူတို့မီဒီယာအားလုံးကဒီလိုအနေထားမျိုးပေါ့နော်ဒီလိုအနေထားမျိုးကိုပြောနေတာလေဆိုရင်အဲ့ချက်ဆယ်ဆမကကျွန်တော်တို့တွေးပြီးလို့ရတယ်သူတို့ဒီတရားဝင်ဘုံတဘုံတော့ကိုပဲအမှန်ကိုချပြတာဖြစ်တယ်ဒီအမှန်လေးချပြရင်ရှေ့မှာအများကြီးဘယ်လောက်ထိခံနေရပြီလဲဆိုတာဒါကြည့်ကြည့်လိုက်ပေါ့နော်ဒါ နောက်ထပ်သတင်းတစ်ပုဒ်ကကျွန်တော်တို့ဒီဟိုပါပေါ့မြန်မာနိုင်ငံသတင်းပဲဒါလေးပဲကျွန်တော်ပြောပြမယ်အဲတပိတ်ကြီးတွေနဲ့တော်လိုင်းထိန်ချုပ်ညောင်ညောင်ဟိုတဲ့ဒီတက်မလို့ပြန်ရတော့ပါတယ်တဲ့ဒါဒါမူကုတ်ဖက်လဲဒါထုတ်ဖောင်းနေပါတယ်တက်မလို့เนาะအဲ့တော့တပိတ်ကြီးမျိုးတွေမှာပေါ့နော်ဒါတော်လိုင်းအေးထိန်ချုပ်ရွာတွေဟိုတဲ့တက်မလို့ပြန်ရသွားပြီနောက်တဲ့တပိတ်ကြီးမူကုတ်လန်းအတိုင်းအတိုင်းထုတ်ထုတ်ပေါက်လာနေပြီတဲ့ဒေသခံအများကြီးတိန့်ချောင်းနေရရသည်တဲ့ဒါတပိတ်ကြီးမျိုးအချစ်တောင်ပဲ၄မိုင်ကျော်အကွာရှိတယ် အာပြောမစရင်လမ်းလေကြည့်လမ်းလေကြည့်ကြည့်ရအောင်လေစက်တင်ဘာလ22ရက်နေ့ဒါနန်နဲ့တွင်နဲ့တက်မတော်မှအာ drone လမ်းလေကြည့်ဈေးကြောင်းအများကြီးပြစ်ကူယူကပြစ်ကူယူငါရတဲ့ဒါတင်ယူခဲ့ပါလေနော်နောက်ပြီးတော့တပေးချင်းမြို့ပေါ်ရပြီနောက်လေမြို့နယ်တစ်ခုလုံးကိုထိန်းချုပ်ရန်နဲ့မြို့အခြေဘက်ကိုထိုးပေါင်းလာပြီးရောတဲ့မြို့အခြေဘက်ကြီးဒါမိုးကုံမြို့ကိုလည်းတက်မတော်ကပြန်လည်ရပ်ရင်ကျိုးပန်းနေရတဲ့မိုးကုံမြို့တောင်ဘက်အာချမ်းမြေမြောက်ပိုင်းနောင်ကျုံမြို့ဘက်မှာလည်းဒါတက်မတော်စစ်ကြောင်းတွေထိုးပေါင်းနေပါလေတဲ့ ဒါမြန်မာမြန်မာနောင်ကတင်ထားတဲ့အခြေအနေကိုပြောပြတာနော်ဒါသူတို့တင်ထားဆိုတာပြောမယ်ကျွန်တော်ပြောခဲ့သလိုပဲနော်ဒီတိတ်ကိုတစိတ်အနေနဲ့တင်တာအဲ့တော့ကျွန်တော်ကတိတ်အနေနဲ့မြင်ထက်မယ်ဆိုရင်ဘလောက်ထိထိုးပေါက်နေပြီလဲဆိုတာမြင်လို့ရတဲ့အနေအထားဖြစ်ပါနောက်ထပ်တင်ပို့ကကျွန်တော်တို့ဒီနောင်ချုံမြို့နယ်ပေါ့နော်နောင်ချုံမြို့နယ်တိုင်း TNL PDF ဒါအကြမ်းဖက်များထောင်လာတဲ့ဒီမိုင်းတွေပေါက်ွဲမိကြောင်းလည်းအရသာပြည်သူတို့ဒီဆုံးကထိခိုက်ဒဏ်ရာရရှိပါတယ်တဲ့ ်ချမ်းမြေအောင်ရှင်မြတ်တရင်လေးချမ်းဖက်ဖွင့်နေတဲ့ပြည်ရဲ့အမိခံချမ်းချမ်းဖက်သမားများပေါ့နော်ပူပေါင်းအဖွဲ့များထောင်ထားသည့်အမိုင်းတလုံးပောက်ကွဲမှုကြောင့်အပြစ်မဲ့ရင်သာပြည်သူလေးဦးတည်ဆုံးလာတဲ့တအုပ်ထိခိုက်တဲ့ရာကြီးကြောင့်သိရှိရသည်ရဲ့အဲ့တော့နောင်ချုံမှလည်းဒီလိုပဲတရင်လေးကဒီသူတို့ထွက်ပြေးသွားတဲ့အချိန်မှာသူတို့တက်ကလူတွေအတွက်ဆိုပြီးတော့မိုင်းထောင်ခဲ့တဲ့ဟာဒီမြို့နယ်ထဲမှာအများကြီးပဲပြောမယ်ဆိုကျွန်တော်တို့အရင်တော့ဆိုရင်အဟိုစာသင်ကျောင်းကြီးပေါ့နော်စာသင်ကျောင်းကြီးကအဲ့မှာမျက်ရှင်းနဲ့ ်သမားတွေမိုင်းထီလို့ခြေောက်တွေဖြတ်လိုက်ရဒီကောင်တွေစာသင်ကျောင်းတွေဖုံးကျောင်းတွေဖျားတွေမှာအကုန်ရှိတဲ့နေရာအကုန်မိုင်းတွေထောင်ခဲ့တာအဲသူတို့လုပ်လို့ရှိရင်ဒါတို့ပြည်ငါတို့ပြည်သူတွေကိုထိမှာပါလားငါတို့ပြည်သူတွေထိခိုက်မှာပါလားတက်ကိုမထိခိုက်ပဲငါတို့ပြည်သူတွေကိုဘယ်ထိခိုက်ပါလားဆိုတော့အတင်းတို့ဒီတိရစ္ဆာန်တွေမှာမရှိဘူးဒီကောင်မှမရှိဘူး ပြောမယ်ဆိုရင်တို့လောက်ရင်ပြီးတော့တို့ထွက်ပြေးလို့လောက်ရင်ပြီးတော့ဂျန်တဲ့ဟာလုံးချုံမျိုးစုမျိုးသားတွေကကိစ္စမရှိဘူးလို့ပဲဂျန်တယ်တို့မိုင်းတင်းနေလို့မကဘလို့ပဲဖြစ်ဖြစ်ဆိုတဲ့သဘောမျိုးနဲ့ဒီအောင်ထားခဲ့တာတော်တော်ယုံညံ့အောက်တန်းကြတဲ့ပုံလေးနော်အဲ့တော့နောက်တစ်ခုနောက်တစ်နေ့တစ်ခုကတော့ကျွန်တော်တို့ဒါရေဟောပေါ့ရေဦးမှာပေါ့နော်ရေဒီရေဦးမှာဒါဗီဒီယိုအဖွဲ့ဝင်6ဦးတက်မလို့ထန်အလင်းဝင်တဲ့နော်အဲ့တော့ဒါကတော့ကျွန်တော်စကန်းဒေသကြီးပေါ့နော်ဒါရေဦးမြို့နယ်ဗီဒီယိုအဖွဲ့ဝင်ဒါ6ဦးနောက်ကတ်မလူမြို့နယ်ကာဟိုကြီးရာရှိတက်မလို့ထန်နဲ့ အဲလာရောက်အလင်းဝင်တယ်လို့ဒါသိရှိရပါတယ်တဲ့နော်အဲ့တော့စကိုင်းတိုင်းရေဦးကပေါ့နော်ဘီလုံး6ကကျွန်တော်တို့ဒီဒီကာဘိုကျွေးမှာရှိတဲ့ဒီတက်မတော်စစ်ကြောင်းနေထံမူလာပြီးတော့အလင်းဝင်ရောက်လာတယ်လို့ဒါပြောပါတယ်နော်ဆိုတော့မနေ့ကအလင်းဝင်လာပါအဲ့တော့အလင်းဝင်လာလဲခဏခဏပါပဲဗျာကျွန်တော်ပြောသလိုပဲဒါချပြအောင်လည်းရှိတယ်ဒီအမြင်မှန်ရတဲ့လူမှန်သမျှအလင်းဝင်ကြတယ်အမြင်မှန်မရသေးတဲ့အကောင်ကြီးကတော့ကိုယ့်ကိုတိန်လန့်သွားအောင်ပဲပြင်ထားကြတော့နော်ဗီဒီယိုတည်း ဘာလို့လဲဆိုဒီကောင်လေးရဲ့ခိုင်ဖက်အများဖြစ်နေပြီအဲကြီးကိုဒီတိုင်းသားလက်နက်ကင်တွေဒါခိုင်ဖက်တွေအကျန်းဖက်ကောင်လေးရဲ့ခိုင်ဖက်တွေဖြစ်နေတဲ့ဒါတေးလန်းသွားနေရမှာပဲအဲ့တော့တေးလန်းမသွားချင်ဘူးကိုကလည်းရေချက်ကဒီလိုမဟုတ်ဘူးဆိုတော့ညီလေးပြီးရဲ့ညီလေးညီမလေးအလင်းဝင်ကြပါနွေထွေကျိုးဆိုပြီးတော့ဖိတ်ခေါ်နေတယ်နော်ဟုတ်မဟုတ်ကိုမင်းတို့အလင်းဝင်ခဲ့တဲ့ပေါ့နော်အလင်းဝင်ထားပြီးရဲ့လူတွေနဲ့ဆက်သွယ်ပြီးတော့မိကြည့်ပါအချင်းနေနော်ချုပ်ထဲမှာထားလားထောင်းထဲမှာထားလားအိမ်မှာပဲအေးစေးထားလားနော် ဘလိုကြီးဆုချင်းမြင်လဲဆိုတာမင်းတို့အကုန်စုံစမ်းလို့ရတယ်เนาะဒါကြောင့်အလင်းဝင်ကြတာကညီညီမတွေတော့အခုရွေးကောက်ပွဲနဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကိုဒါဆက်သွားကြောင်းလဲဆိုတော့ဒါနိုင်ငံတော်ရဲ့ဖိတ်ခေါ်မှုတွေအများကြီးရှိနေပြီเนาะဒါကြောင့်အလင်းဝင်ကြပါအမြဲတမ်းလည်းဝင်နေတယ်နောက်ကျတဲ့တူတွေကတော့တည်ဦးဖက်ကများနေပြီเนาะတက်မလို့ထိုးစီရွေးကောက်ပွဲအင်းနဲ့အားနဲ့လာနေပြီเนาะအဲ့တော့အမြန်ဆုံးဝင်ကြပါလို့ဒါဒီနေရာကနေတိုက်တွန်းခြင်းတယ် အဲ့တော့ဒီနေ့တစင်းတင်ဆက်မှုလေးကတော့ကျွန်တော်တို့ဒါဒီလောက်ပါပဲเนาะအဲ့တော့ဒီအလင်းဝင်တဲ့ညီလေးတွေရောအများကြီး PDF လေးပေါ့เนาะ PDF လေးရောအများကြီးဒါရှိနေပါပြီတနေ့နဲ့တနေ့အများကြီးပါပဲเนาะအဲ့တော့နောက်တစ်ခုကတော့ဒီဒီဒီပေါ့เนาะကျွန်တော်တို့ရခိုင်ပြည်နယ်ဘက်မှာလည်းဒါတက်မလို့ရထိုးစစ်တရားတစားစားနဲ့ကျေပြန့်လာပြီပေါ့เนาะဒါကြောင့်အာရစရာလည်းကောင်းပါတယ်အဲဒီဘက်အချမ်းမှာဆိုရင်ကျွန်တော်တို့ဒီအကြောင်းမဲလေးဘက်အချမ်းမှာဆိုရင်ကျွန်တော်စကန်းလာထီအောင်ရောက်ပြီးတော့တိုက်ပွဲဖြစ်နေပါပြီတချို့ဆိုရင်အကြောင်းမဲ ကြောင်းမဲလေးမဟုတ်ဘူးကြောင်းမဲမျိုးပြောတာပေါ့နော်တချို့ဆိုရင်ဒီကြောင်းမဲမျိုးအနာထီတောင်ဒီတက်မတော်ရဲ့ဒီပြောမယ်ဆိုရင်အဖွဲကြီးတော်တော်များများရောက်နေပြီလို့လည်းကျွန်တော်တို့သိရပါတယ်အဲ့တော့အဲ့ဒါနဲ့ညီညူဘာကြီးထပ်ဖြစ်ရဲဆိုကျွန်တော်တို့ဒီကြောင်းမဲရပါနော်ဒီကြောင်းမဲရဒီပြည်သူတွေပေါ့နော်ဒီကြောင်းမဲရပြည်သူတွေဒီကောင်တွေကဘလို့ဖြစ်လဲဆိုတော့ဒီတက်တရင်မေးဆိုပြီးတော့ဖန်းစည်းနေရရှိတယ် တက်တဲ့င်းတို့ဖန်စီတဲ့ဘာနဲ့အခုဆိုရင်ဒီမှာရောင်း၂၀လောက်ရှိနေပြီလားရောင်းမဲမြို့ခံပြည်သူတွေကိုဖန်တော့တာဒီပလောင်ကဖန်လာတာပေါ့နော်အဲ့လိုအချိန်ကြီးမျိုးထီကိုဖြစ်နေကြပါတယ်တရင်ကပေးစရာမလိုပါဘူးအကုန်လုံးဒီလိုအဲ့ဒီအဖွဲစီးရင်မှရင်တက်မလို့ရဲ့ဒီအမှားခံတွေအကုန်ရှိပြီးသားပါနော်နောက်ပြည်ရဲထဲမှာအကုန်ရှိတယ်အမှားခံတွေရှိပြီးသားပါအဲတချို့အလင်းဝင်လာတဲ့အကောင်တွေဆိုတာလည်းအဲ့လိုအတိတရားတွေကိုမျှဝေပေးတဲ့အတွက်အဲ့ဒီထဲမှာနေအတိတရားကိုအတိတရားတွေကိုမျှဝေပေးထားတဲ့အတွက်အလင်းဒီပြောမယ်ဆိုရင်ဗျာ နားလည်လာပြီးတော့အလင်းဝင်ရတဲ့လူတွေများပါတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးတွေအများကြီးကြုံရပါတယ်ဒါပေမဲ့ဒီ DNA တွေကဒီခုပြည့်မဲ့တဲ့ပြည်သူတွေကိုအကြောင်းမဲ့မျိုးနေခံမျိုးဖန်ဖန်သွားတဲ့စီးသွားတာပေါ့နော်ဒီလိုဖန်စီးရပြန်လည်းမလောက်ပြီးသေလားချင်လာလည်းမသိဘူးအခြေအနေမျိုးတွေလုံနေအကြမ်းဖက်လုပ်ရလုံနေတာကတော့တော်တော်ချုံစာကိုကောင်းပါတယ်နော်အဲ့လိုအနေထားမျိုးဖြစ်ပါတယ် အဲ့တော့ဒီနေ့တည်င်းတင်ဆက်မှုလေးကတော့ဒါဒီတော့ပါပဲကျွန်တော်တို့ဒီနောက်နေ့တွေမှာပေါ့နော်ဒါနေ့စဉ်နေ့လိုက်ထူးခြားတဲ့တည်င်းလေးတွေကိုဒါကောင်းတော့တင်ပြတော့မှာဖြစ်ပါဗျာဒါကြောင့်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုတော်တော်များများ YouTube channel လေးကို subscribe လိုက်လောက်ခါပေးခဲ့ကြပါလားမြစ်တိုင်ရခင်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျာပြန်ပြီးတွေ့ကြပါဗျာ